အစရောလေးဖြစ်တဲ့မင်းသားလေးဖြစ်တဲ့နေဝင်းကတော့အနုပညာလောကမှာရုပ်မှခံရမှုတွေကိုပြဿနာတွေကိုရင်ဖွင့်လာပါပြီနေဝင်းဟာထူးခြားစွာပဲနော်မင်းသားကြီးကျော်ဟင်းနဲ့တူတယ်ဆိုပြီးတော့သင်စားခံခဲ့ရပြီးရုပ်ရှင်လောကမှာလဲနော်အစရောလောကလိုပဲအောင်မြင်လာခဲ့တဲ့သူလေးဖြစ်ပါရီအောင်မြင်လွန်းလို့လေအကယ်ဒမီစုကြီးတော်ရရှိခဲ့ပြီလေဖြစ်ပါရီအချို့ကတော့နေဝင်းအကယ်ဒမီရတာကလုံးဝမထိုက်တန်ပဲရတယ်လို့ပြောကြတယ်ခုဒီကောင်မလေးနေဝင်းကပြောတဲ့ဆိုရီရုပ်ရှင်ဇာကာကြီးနော်မင်းမီကျော်ခင်ဝင်းဝါနဲ့ယုံတင်ပြပါရီ ကျွန်တော်ပြည်သက်အပေးမှုအများကြီးရတယ်ရုံမသိငယ်မှာသူတို့ညောင်ရဲ့ဇက်ကားလေးကတတော်လေးကိုပေါက်တယ်ဒါကြောင့်မလို့ဒီပေါင်းထောင်ကြီးကလေသူတို့ညောင်ရဲ့ဇက်ကားကိုသွားကြည့်ကြမယ်ဆိုပြီးတော့ဆုံးဖြတ်ခဲ့ကြပါတယ်ဒါမဲ့တကယ်ကိုယုံတင်တဲ့နေ့မှာတော့သူတို့ရဲ့ပြောတဲ့ရုပ်ရှင်ဇက်ကားကြီးကလာကြည့်မဲ့သူရှိတာကြောင့်နေဦးထံမြတ်မှာတတော်လေးကိုစိတ်သက်ကြခဲ့ရပါတယ်နေဝင်းကတော့အခုလိုမျိုးသူ့ဇက်ကားကြရှုံးရခြင်းနောက်ပယ်မှာ မင်းသားကြီးသူ့ရဲ့လောရဲ့ចောင်းဆိုပြီးတော့ဒီကနေ့အင်တာဗျူးမှာပြောကြားလိုက်တာဖြစ်တဲ့တော့တိုင်းကလုံးဝပြည်သက်တွေကတော့အောင်းအောင်းခဲ့ရပါတယ်။နေဝင်းဟာဒီနောက်ပိုင်းမှာမင်းသားကြီးနဲ့အရန်အရန်ကိုဝေဖန်ခံရပါတယ်။အထူးသဖြင့်တော့ဇက်ကားတကားကိုသိန်းတထောင်ကျော်ယူနေတဲ့ဗျာ။နောက်သူစင်ကမင်းသားကြီးမြင့်မြတ်နေသူတို့နဲ့တန်းသူဖြစ်အောင်အခုလိုမျိုးနော်ရုပ်ရှင်လောကမှာအတွေ့အကြုံပါတစ်ခုမှမရှိဘဲနဲ့ခုလိုမျိုးသိန်းပေါင်းထောင်ကျည်ဇက်ကားတကားကိုယူနေတာကြောင့်ပြည်သက်တွေဝေဖန်ခြင်းကိုလည်းခံခဲ့ရတာဖြစ်ပါ အခုတော့ပြောတဲ့ရုပ်ရှင်ဇက္ကာကြီးကအများကစိတ်ဝင်စားကြပါမယ်တကယ်ယုံကြည်နေနေမှာတော့လာရောက်ကြည့်ရှုသူမရှိတာဖြစ်တဲ့တော့နေဝင်းကပြမှာအရန်ရန်ကိုစိတ်တက်ကြနေပြီးတော့ခုလိုမျိုးသူ့ကိုဇက္ကာရိုက်မရအောင်နော်မရိုက်ရအောင်သူ့ရဲ့ဇက္ကာတွေကြရှုံအောင်သူကြရှုံအောင်လုပ်နေတာကဒီသူအချစ်တော်မင်းသားကြီးသူဖြစ်တယ်ဆိုပြီးတော့နေဝင်းကပြောပြလိုက်တာဖြစ်တဲ့တော့တနိုင်ကလုံးဝပရိသတ်တွေကလေးအော်ကြရပါတယ်ဗျာချီတော်ပရိသတ်တွေကတော့အဲ့ဒီမင်းသားကနေတော့ဖြစ်မယ်ဆိုပြီးမြင့်မြတ်ဖြစ်မယ်ဆိုပြီးပြောဆိုမှုတွေလေးရှိနေပါရင်တော့